လဆက်ကနဲ့တရုတ်ပြည်အားတွေဇက်တိုက်ရှိနေပေမဲ့လေမိမိတို့အဖွဲ့အစည်းထက်လူထုအပေါ်ကသာကြောက်ရောက်တယ်လို့တီအန်အေလေတွဲဖက်ထွေထွေအတွင်းရမှုနှစ်ဘူမူကြီးတပ်ပလာကပြောပါတယ်။တီအန်အေလေကကျင်းပ2025ခုနှစ်မေလ၄ရက်နေ့ကသတင်းစာရှင်းလင်းပွဲမှာသူကပြောကြားခဲ့တာပါ။အခုအားတော့ပြားပင်းမှုကတော့ဒါတောက်လျှောက်နော်။အရင်ကလေးလက်ရှိကလေးအခုလက်တောက်လျှောက်တော့ရှိနေတယ်။အဲကျုံလာရမယ့် မဟုတ်ပါဘူးအခုကျုံနေကျုံရတာနော်အဲဒီဘုရားပြမှုကတော့တောက်ဆပ်ပေါ့ဘုရားပြမှုမှာဘယ်လိုမျိုးနေထိုင်မှုဖြစ်လဲဆိုတော့ဒီသူတင်းကလူတို့အာတိခိုင်မှုအလိုမဲ့အဲဖြစ်တည်းရောက်ပြီးပြင်ထန်ပါလေနော်ဆိုတော့ဒီ94တလပိုင်းတော့ကနေစာရင်းမှာဒါဆက်ဆက်ပဲကနေမှာဒါဒီအပြောင်ရွာကနေမှာဒါကျွန်တော်တို့ဒီဘလံဘတော်တက်လာဖို့ဆက်ပြောင်းတက်လာဖို့နောက်ကြောင်းတွေကိုပိတ်ဆို့ထားတယ် အဲဒီအောက်ကဒီအမီမအောက်ကိုပြန်ဆင်းဖို့လဲလာလမ်းကြောင်းပိတ်ဆို့ထားတယ်ဖြည့်လေးဖြည့်ဝင်လာမျိုးဒါဒီပြုတ်လို့ထားတယ်အဲအကြောင်းတို့ဒါကျွန်တော်တို့ဒီလူစုတွေသွားလာတဲ့နေရာမှာအယောင်ဝယ်လို့တဲ့နေရာမှာစာကုန်တွေကိစ္စဖြစ်ရှိနေနေရာမှာအလုံးမဲ့ခက်ခဲဖြစ်ပါတော့အဲဒီကနေ့စာမှာဒါကျွန်တော်တို့ဒီလွန်ခဲ့တဲ့ဒီ2024 6လပိုင်းကစာရင်းမှာဒါဒီတရုတ်နိုင်ငံဘက်ကလည်းဖြစ်ငါဖြစ်ဝင်လာမျိုးအလုံးတာတိရအတိုင်းမျိုးအဲဆောင်ရွက်လာတဲ့အတွက်ဒါ ဒီပြုတ်နေငါတယောက်နေဆက်မှာပြုတ်နေငါနေဆက်မှာအာနေကြတဲ့ကျွန်တော်လူထုတွေကဒီနေဆက်ကိုအခြေပြုပြီးမှာပဲအဲဒီစာဝန်ကြီးကိစ္စဖြစ်ရှင်းရတော့ဒီနေဆက်ဒီပိတ်လိုက်တော့လူထုတွေပဲလူမဲတိထိုင်မှုဖြစ်ပါတော့နော်ဆိုတော့နောက်ဖက်စလုံးစကစားဘက်ကလည်းပြေးတယ်ပြုတ်နေငါဆွေရဘက်ကလည်းပြေးပါတော့ရပစ်စုကြတယ်မှာတော့လူထုတွေတော်တော်လေးကိုပဲအဲစစ်စစ်တဲတဲဖြစ်နေရတာပေါ့နော်အဲအဓိကဖျားကတော့အဲဒီလူထုပေါ်ကြာရောက်နေတာဖြစ်ပါတယ်လို့ဟုတ် ပြောကြားလိုပါတယ်။လရှိမြို့ကိုတိုက်ခိုက်သိမ်းပိုက်ပြီးအုပ်ချုပ်ရေးလုပ်ငန်းတွေစတင်ထားတဲ့ကိုကန်တပ်ဖွဲ့ဟာတရုတ်ရဲ့ဂျောင်းဝင်ဆစ်ဆက်ပေးမှုကြောင့်2025ခုနှစ်ဧပြီ22ရက်နေ့ကနာဆာကထံကိုလာရှိုမြို့ကိုပြန်လည်လွှဲပြောင်းပေးခဲ့ရတာပါ။အဲ့ဒီဖြစ်စဉ်ကြောင့်တရနယ်လေးအနေနဲ့လည်းသူတို့ရရှိထားတဲ့မြို့နယ်တွေထဲကမှတချို့ကိုပြန်လည်လွှဲပြောင်းပေးရနိုင်ချေရှိတယ်လို့လည်းသုံးသပ်ယူဆချက်တွေရှိနေပါသေးတယ်။ အဲ့ဒီလိုလားရှုံညွန့်နဲ့ပြန်လဲလွှဲပြောင်းပေးလိုက်ရတဲ့ဖြစ်စေကြောင့်တအောင်းလူမျိုးတွေအတွက်ထိခိုက်မှုတွေရှိတယ်လို့တင်းနယ်လီတွဲဖက်အထွေထွေအတွေ့အမှုနှစ်ဘုံမူကြီးတာပန်လကပြောပါတယ်။ဒါဒီလားရှုံကနေမှလားရှုံဖြစ်စဉ်ကြောင့်ဒါကျွန်တော်တို့ဒေသကိုဘယ်လောက်ထိထိခိုက်မှုဖြစ်သွားလဲဆိုတော့အဲ့ဒါလော့စက်ကွာဒီရင်ဆိုင်နေရပါပြီ။တူတူသဖြင့်ကတော့ဒါကျွန်တော်တို့ဒီလားရှုံတဲ့မှာလည်းဒါကျွန်တော်တို့တအားလူမျိုးတွေတအားလူမျိုးတွေရှိပါတယ်။အဲဒီမှာလေဒါဒါကျွန်တော်တို့ကဒီသရုပ်ပကတိခိုင်မှုတွေလည်းကျွန်တော်တို့ကြားသိရပါတယ် ဲ့ဒီပြင်ဒါဒီဘုရားလူစုတည်းရဲ့သွာလာမှုပေါ့နော်အဇေဝေဒါတွေကိုစားစရာဝေဒါတို့အသုံးဆောင်မှုတွေဝေဒါတို့အဲ့ဒီသွာလာတဲ့ခါမျိုးမှာလည်းဒီကန့်သက်မှုပြည့်ပြည့်မှုတွေအများကြီးဒါကျွန်တော်တို့ဒီကြားသိမရပြီးအဲ့လိုမျိုးဒီကန့်မှုရောရှိနေပြီးလို့ဟိုကျွန်တော်အဲ့လိုမျိုးခဏဖို့နေနဲ့ဒီဒီကြားသိရပါတယ်မြင်လဲမြင်နေရပါတယ်ပေါ့နော် တရုတ်ရဲ့ဂျောင်းဝင်ဆစ်ဆက်ပေးမှုကြောင့်နဆက်ကနဲ့ TNL တို့တွေ့ဆုံဆွေးနွေးခဲ့ကြပေမဲ့လေတရုတ်နဲ့ TNL ကြားမြန်မာနိုင်ငံရဲ့ချင်းကပ်မှုကွာခြားနေတာကြောင့်အပြေရှားတဲ့အခြေအနေမှာလဲကွာခြားသွားတယ်လို့ TNL ဘက်ကပြောပါတယ်။2025ခုနှစ်ဧပြီလ28ရက်နဲ့29ရက်ကမြမတက်မတော်နဲ့ TNL ဘက်ကကိုယ်စားလှယ်တို့တရုတ်နိုင်ငံကုမင်းမြို့မှာတွေ့ဆုံဆွေးနွေးခဲ့ကြပေမဲ့လဲသဘောတူညီမှုမရဘဲဆွေးနွေးပွဲအဆုံးသတ်ခဲ့ပြီးလာမယ့်ဩဂတ်လမှာထပ်မံတွေ့ဆုံဖို့နှစ်ဖက်သဘောတူထားကြောင်းသိရပါတယ်။